မင်္ဂလာပါခင်ဗျခါချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်မယ့်ဝတ္ထုကလေးကတော့ဇာယသူမတင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးတင်တဲ့မလေးအရှုပ်တော်ဘုံတင့်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ် channel လေးကို like and subscribe လုပ်ထားပြီးပါဦးဖိနာက note down လုပ်လည်းနေပေးထားပါအောင်ခင်ဗျစဘာမော်ချင်မှာတော့လဲပိုင်ရှင်ပကြီးငူတယောက်ငွေရွှေနေတယ်စဘာရောက်လာတဲ့ငွေဒီကိုရေတွယ်ရင်ကတယောက်တည်းပြုံးရွှေနေတယ်သူရဲ့ပြုံးကဒီတနေ့တော့မိမရပြီအိုရာကြည်သေးရဲ့ဆိုတဲ့အတွေ့အကြုံဖြစ်ပေါ်လာတဲ့အပြုံးပါပဲ သူကငွေတွေကိုရေတွက်ရင်ကငွေတစ်ထက်ကိုလက်နဲ့ပုတ်ပြီးနှာခေါင်းနဲ့နှမ်းရှုပ်နေစဉ်အင်အောက်ကသူ့နာမည်ကိုခေါ်ဆန်ကြားလို့နားဆွင့်လိုက်တယ်။ဒီနောက်မှာငွေတွေကိုပြန်သိရင်တရတဲ့ကိုထင်နေရင်ကကိုပကြီးကို ကိုပကြီးကိုအေးလာပြီးခဏလေးဆောင်။ပကြီးကိုကအင်အောက်ကိုဆင်းသွားလေတော့ပေပင်ရွာကလူပိပောက်တစ်တိုက်ကိုတွေ့လိုက်ရပြီ။ဟေးတာရတို့ဘိုးထင်တို့လာကွာ။ဟိုကံဘိုးတွေကခြိုင်းတော်ကြီးနဲ့ဒီထိလိုက်လာသလား။အေးပေါ့ဗျာလိုက်ရတာပေါ့။အေးလာလာအိမ်မော်တက်ခင်ဗျားလည်းခေါ်လိုက်ရတာ။ဘာရီမြလှုပ်နေတာတော့လာစမ်းပါအိမ်မော်တက် ဒီနေ့မင်းတို့ထမင်းကောင်းကောင်းချက်ကြွေးမယ်။ငါစပားရောက်လာတယ်ကွာ။စားကြင်လို့လာတာမဟုတ်ပါဘူး။ဝက်သားလေးနဲ့တော့အနေဆုံးကြွေးပြန်နော်။ဗကြီးငိုးကသူ့ကိုကြည့်ပြီးစကားပြောလိုက်တဲ့ပီတူးကိုကြည့်လို့အေးပါလို့သဘောရတဲ့မျက်လုံးနဲ့အချက်ပြကစိတ်ချပါလာလာအိမ်မော်တက်ကြ။ဗကြီးငိုးရှိကဦးဆောင်မိအိမ်မော်ကိုတက်သွားတော့မောင်မိုးတင်လို့နောက်ကတက်လိုက်သွားကြတော့တယ်။ဗကြီးငိုးကငွေတချို့ကိုပေးပြီးတာရင်နဲ့ပီတူးကိုတာရင်နဲ့ပီတူးရော့။ရွာရှိပိုင်းကဦးပြောအိမ်ကိုသိသလား။ဝက်ထုတဲ့ဦးပြောလား။အေးဟုတ်တယ်။အခုအချိန်အမွေးချင်းလေးလောက်ပြီ။နှစ်ပိတ်သာယူခဲ့။ များလာကြီးလာကိုပကြီးကိုဘာများမလဲမင်းတို့ကောင်နေအစားကြမ်းတာငါမသိဘူးထင်နေသလားပကြီးကိုကဒီလိုပြောတော့မဘိုးထင်ကပေတူးနဲ့တာကြီးကိုမျက်စာပစ်ပြီးမင်းတို့ရှာရှိကိုရှိတယ်ပြီးရင်မင်းတို့ပဲဘလူးတီးရဲ့ဝင်စည်းသူလိုစားတာအေးပါကွာမင်းကအပြစ်ပြောတော့မယ်ဆိုရင်ငါတို့နှစ်ယောက်ကိုပဲမြင်နေတယ်သွားပြီသွားသွားမြင်မြန်သွားမြင်မြန်ပြန်ခဲ့ကြသလားဟုတ်ကဲ့ပါဆရာကြီးဘူးတီးရဲ့ပေတူးနဲ့တာကြီးကမဘိုးထင်ကိုရွေးဆောင်ပြီးစကားဆွေးနွေးလိုက်အရာကိုဆင်းသွားကြတယ်။အဲဒီနောက်မှာဘိုးထေးကပကြီးကိုကြည့်ပြီးကိုပကြီးကိုခမရကျိုးတို့ရွာကလေးမလေးကိုလာထောင်းမလို့ဆိုဟုတ်လား။ ဟုတ်တယ်လीဟိုတကမင်းတို့ငါရလာတော့ငါတော့မပြောသေးတယ်မလားပြောတာကကြားပါပြီနေပါအောင်လေးမလေးနဲ့ကိုပကြီးငိုကြီးကကြိုက်နေသလားမမလည်းငါငွေဘူးစားလို့ပြောရမလားပဲပကြီးငွေစကားကြောင့်မဘိုးတင်တို့မျက်လုံးကိုပင့်တင်ပြီးနားမလည်နဲ့ဖြစ်နေမိတယ်ဒီလိုဖြစ်နေတာကိုတရီထားမရရှိတဲ့ပကြီးငိုကမင်းတို့နားမလည်ဘူးတင်တယ်ငါသေးချာရှင်းပြမယ်တကယ်တော့မမနဲ့ငါနဲ့အခုလိုညားဖို့ဖြစ်လာတာကငွေကြောင့်ဟာဘလို့ဖြစ်တာတို့အရင်ကတော့ကိုပကြီးငိုကြီးစီကငွေချီးလို့ဆိုပြီးခက်ခါတိတိပါအဲ့ဒီတော့ကညီမနှစ်ယောက်စလုံးလာလာကိုကွာ ဘာပြောတာလဲနားမလည်ဘူးဗျာမင်းတို့ကဖြတ်မမီးနဲ့ငါပြောတာသေချာနားထောင်ဒီလိုကအရှင်ကမမကသူ့ရဲ့အမကိုခေါ်ပြီးငါ့စီကိုငွေလာချီးတယ်အဲ့ဒီတော့ကတော့ငါကတိတ်ပြီးသဘောမချဘူးလူမလစ်တာလဲပါမယ်ထင်ပါတယ်ကိုပချင်းကိုကြီးရဲ့စကားကြောင့်မဘိုးတင်ကအားအသင့်သွားတယ်ဒါပေမဲ့ဘာစကားမှဖြတ်မပြီးပဲနဲ့သူ့ကပြောကိုသာဆက်နားထောင်လေတော့နောက်တော့ပြန်ဆက်လိုက်ပြန်ချီးလိုက်နဲ့မမပဲလာတော့တယ်သူ့မကပါမလာတော့ဘူးငါအထင်မမတယောက်ထဲလာရင်ငါကတမျိုးဆက်ဆံနေမမကြီးပါတမျိုးဆက်ဆံတာကိုသိတယ်ထင်ပါအဲ့ဒါနဲ့ငါလည်းလူပြိုစကားပြောလိုက်တာ လာတောင်းမှုတိဖြစ်ကုန်တာပေါ့အဲ့ဒါဆိုရင်ကိုပကြီးငိုကြီးကိုလေးမလေးရတောင်းခိုင်းတာပေါ့အေးပေါ့ကွာနွားတရှင်နဲ့တင်တော့မှာတဲ့ဟုတ်တာပေါ့သူတို့ကနွားတရှင်ပြန်ရမှာအိမ်ပေါ်တက်ရမယ်လीကျုပ်ရဲ့မိုးကျိုးဆက်တောင်းမှုကြီးရောင်းထားတဲ့ငွေတွေရောဘယ်ရောက်ကုန်မလဲမသိဘူးမမဖိုးနေကမကြည်မနဲ့စကားဆိုတော့ပကြီးငိုကခေါင်းကသားရညိမ့်လို့မမကအရင်လိုမဟုတ်တော့ပါဘူးကွာငါနဲ့ယူပြီးရင်လောင်းကစားမလုပ်တော့ဘူးလို့ခရီးပေးထားတယ်ပြောတဲ့အတိုင်းဆိုရင်တော့ကောင်းပါလေထားပေးမဲ့ပြဿနာတခုတော့ရှိတယ်ကိုပကြီးငိုဘာပြဿနာလဲသားရရဲ့ ခမရမမကကျတို့ရွာကဥယျာကြီးနဲ့ဘာလို့လို့သတင်းထွက်နေလဲနော်တော်တော်အဲ့ဒါတွေကိုမမကငါ့ကိုအကုန်ပြောပြပေးတာကျတို့ဥယျာကြီးကိုမေးတော့သမီးစားလို့ပြောတယ်ဟေးကောင်လေးမင်းတို့ငါ့အိမ်ကိုလာပြီးတော့ရှားကြီးဆိုတဲ့လူကြီးကြောင့်ပြောနေမယ်ဆိုပြန်တော့မင်းတို့ဘာသမင်းမှမကျွေးနိုင်ဘူးပကြီးကိုကရီးစားလူလူဥနုကျွဲခတ်နေပြီးမျက်နှာပြင်နေရဲလို့စိတ်တူထောသားထွက်လာတဲ့အတွက်လူနဲ့ချမ်းသာဆိုတဲ့စကားကိုနားလေတယ်မှာဘိုးထင်တို့ကပကြီးကိုကျတို့ကပါလီယာဥယျာကြီးကိုနားလို့ပြောတာမဟုတ်ဘူးကိုပကြီးကိုရဲ့အန်ချီမကုန်တဲ့ယူသားမှုကိုထိပါလာလို့လာပြောရတာ ချိုးတို့အနေနဲ့ကတော့၄မ၄ကိုကိုပကြီးငုံနဲ့သာလိုက်ဖက်ဆုံးလို့လက်ခံထားသူတွေဟုတ်ပါတယ်ဗျာဘိုးရင်ပြောသလိုပဲချိုးတို့ကကိုရဲ့အကူကြီးကိုပကြီးငုံလို့လောက်ရကရရှိသူကသာအသာကြီးဆိုတာသိပြီးသားအဲဒါကြောင့်၄မ၄ရလေကိုပကြီးငုံရွေးမယ်ဆိုတာယုံပြီးသားမဘိုးရင်သားရနဲ့ဖိုးတွေတို့အမြုပ်ထွက်လို့အောင်ချော့မော့ပြောမှပကြီးငုံကချိနေသွားတယ်အဲဒီခါမှမဘိုးရင်တို့ကလည်းကိုစီသပြင်းကိုချလိုက်ကြပါတော့တယ်မဘိုးတင်တို့ကပကြီးငွေအိမ်ကိုသွားပြီးဇနီးနာကြီးငါဝက်သားချက်နဲ့ထွင်းဆိုင်ပြန်လာခဲ့တယ် သူတို့သိရတာကမလေးကသူမအမကြီးနဲ့တူအိမ်ပြန်လို့ရဖို့တစ်ချက်ကိုနှစ်ချက်ပြန်ကြံချင်းလည်းဖြစ်နိုင်တယ်လို့ထင်မိကြတယ်။မကြီးနဲ့မလေးကလေးလွနေတာကြားပြီးဘလောက်ဆိုးသွမ်းသလဲဆိုရင်ဦးအောင်ရဲ့မိုးကြိုးဆက်တောင်ဝေးကြီးကိုခိုးယူရောင်းစားတဲ့တည်းဖြစ်ပါတယ်။အဲဒီအချိန်ကလည်းနေပိုင်းကဝေးနဲ့သူမတို့ဘလို့ဖြစ်ရှင်းခဲ့လည်းမသိအခုတော့မကြီးမလေးအနဲ့မလေးရဲ့ဆက်နဲ့ကြောင့်ဦးရကြီးနဲ့ပကြီးငိုးတို့ကြာမှဘိုးထင်တို့ဝင်ရခြင်းတော့မယ်။ဦးရကြီးကလေးလေးနဲ့လေးလေးတလေးတည်းလေးနေပြီးရွာလူကြီးတောင်မှငင်းငင်းနေလို့မရတော့တဲ့အတွက်ခြိုင်းတော့တဲ့ဘူးတွေပါ ရိုးစင်ပြာကိုလာခဲ့ရတယ်မလားရိုးစင်ပြာကကိုကြည်ကိုကလည်းမလေးကိုမမလို့နန်းစားသုံးပြီးဥယျာကြီးကိုကဘာရဲတဲ့ဖွဲ့ပြုမှုတာဖြစ်လို့ထမင်းမငတ်အောင်အောင်ချော့မော့ပြောပြီးဖွက်သားချက်နဲ့ထမင်းလွေးခဲ့ရတယ်မလားအခုတော့မဘိုးထင်တို့ကဘေဘင်ရွာကအပြန်လမ်းမှာအကြံအိုက်လာကြတယ်လေးမလေးမှုချက်ကွာဘေဘင်နေမဟုတ်ဘူးရေအိုးစင်တော်မှရောက်လာရတယ်လို့မဲရလေအဲ့ဒီအပြိုကြီးညီမလူတွေတွေမဟုတ်ဘူးဆုံးနေကိုတော်မှလိန်တာဒီဥယျာကြီးနဲ့ပကြီးငူလောက်ကတော့ကွာ ာရနဲ့ဘိုးရီစကားပြောနေစမှာသာဤကခေါင်းတညင်ကြီးလုံရင်းကကိုဘိုးရီကျုပ်တခုလောက်အကြံပေးပြရစီပြောကြည့်လीအယူစကားတို့ခလေးစကားတို့ကမှန်တက်တယ်ကွာဖေသူကလမ်းကချိုးလာတဲ့ဂျန်ယူကိုပါစက်နဲ့အခွန်သိင်းကစကားဆိုတယ်ဒီနောက်မှာတော့အခွန်သိင်းပြီးတဲ့ဂျန်ယူကိုခိုက်ဝါလို့ဂျန်ကုန်ကိုထွေးထုတ်ပြီးသူ့ကိုဆူဆဲကြည့်နေတဲ့သာဤကိုဟေးကောင်ပြောစရာရှိရပြောလीငါဂျန်ယူဆိုတာမမြင်ဘူးလို့လားမင်းကဘလောက်ကြီးလို့ခလေးစကားယူစကားပြောနေဖြစ်ရတာလဲငါကစကားပုံကိုပြောတာပါကွာပြောစရာရှိရပြောစမ်းပါ ဒီနောက်မှာတော့တာကြီးကဗီဒီယိုကိုမကြည့်တော့ဘဲနဲ့ဖိုးလေးကိုကြည့်လို့ဟိုနွားပြောတာနဲ့ဘာပြောလို့ပြောရမှန်းမသိတော့ဘူးအကြံပေးမယ်ဆိုကလေးမလေးတို့ကိစ္စဘေးဟုတ်တယ်ကျုပ်စဉ်းစားနေတာကလေးမကြီးကိုပါယောက်ျားရအောင်လုပ်လိုက်မကောင်းဘူးလားဒီတရားတော်တိုင်ပတ်နေတာမင်းက လေးမကြီးကိုပါဆွဲထည့်အောင်မလုပ်လားမဟုတ်ဘူးလေဗျာတိပြီပြူတိပြီဟာလှမ်းလိုက်တာကွာဘာသိတာတို့ငြိမ်နေတဲ့ဘိုးထင်ကအလန်တကြားထားအုပ်ပြီးပြုံးရွှင်ပါနဲ့ဒီလိုလေဗျာကျိုးတို့တွေကဥယျာကြီးကိုလေးမကြီးနဲ့ညောင်းအောင်လုပ်ပေးလိုက်ရင်ကိုဥယျာကြီးတက်သေးခြင်းနဲ့စိတ်ပျောက်သွားမလား နေအောင်ကွာပေးစားလိုက်တာကတော့ဟုတ်ပြီတော်ကြသူ့လေးမဟုတ်ဘူးဆိုပြီးတတ်တယ်ချားတဲ့ကလေးမကြီးကမုံစုံမကြီးဖြစ်နေမှလည်းဆိုးရတယ်ဗကြီးငိုလေးမကြီးနဲ့ဟေးလူတော့တော့ကျွတ်ဗကြီးငိုကြီးကကျွတ်ဘောခေါင်းခွက်ရှိတယ်ဟိုဘုန်းကြီးလူထွက်ရာကြီးကဘုန်းကြီးဘွားနဲ့တုန်းကတော့မှចောင်းမှတည့်တည့်လေးခိုးတော့လေးဘွားနဲ့ပြက်တာကျုပ်ကတော့မမေ့ဘူးဟုတ်တယ်အဲ့ဒါတော့ကျုပ်လည်းပြည်သူသဘောအတိုင်းပဲဟိုတကမိကျော်တုန်းကလည်းကျွတ်နောက်ဆက်လူသူခင်မညာဘူးဟေးကောင်သားကြီးအဲ့ဒါတွေမပြောနေတော့ကွာဟုတ်တယ်သားကြီးမင်းအဲ့ဒါတွေပြန်မပြောနေတော့ အခုလက်ရှိငါကတော့ကိုပကြီးငူကူလေးမလေးနဲ့ပဲသဘောတူတယ်ဒါပဲပေတူးကကြံရိုးကုန်ကိုပါဇာတဲ့ကထွေးထွေးရင်ကစကားဆိုလို့တော့မမိုးထင်တို့ပကြီးငူကူမကြီးနဲ့ပေးစားလို့မရဘူးဆိုတာသိကြသွားတယ်ဒါကြောင့်မလို့မမိုးထင်တို့ကယာကြီးကိုမကြီးနဲ့ပေးစားဖို့တာဆုံးပြလိုက်ပြီးယာကြီးရဲ့အိမ်ကိုသွားလိုက်ကြပါတော့တယ်မမိုးထင်တို့ပေးပြီးရွာကိုပြန်ရောက်ချင်းမှာတော့မိုးနေငယ်ချုပ်နေပြီသူတို့ကရွာကိုပြန်ရောက်ချင်းကိုယ့်အိမ်ကိုမပြန်နိုင်သေးဘူးယာကြီးရဲ့အိမ်ကိုအရင်သွားလိုက်ကြတယ်ယာကြီးအိမ်ရောက်တဲ့အခါမှာမမိုးထင်တို့မျက်လုံးပြီးသွားတယ်အเจ้าကမိန်ပြပြရင်းနေစီမိခွက်အလင်းအောင်အောင်မှာ ရွာကလူကြီးတွေရောက်နေပြီးတော့ယာကြီးကအိယာထဲမှာလင်းနေခြင်းကြောင့်ဖြစ်တယ်။အိအပဝါမှာဒီမြင်ဝင်းကိုမြင်လိုက်ရတဲ့မမိုးတင်တို့ကရင်ထိတ်သွားကြတယ်။ဖိုးထွေးတို့ကတော့သူ့ရဲ့ချမ်းတော်ကိုအိမ်လီကားမှာပြေးချလိုက်ပြီးတော့မှခြေတော်ကျွန်းနဲ့အိမ်မော်ကိုတက်သွားပြီးဖင်တရွဆွဲရာယာကြီးရဲ့ညီကိုကတ်ထိုင်လိုက်တယ်။ပြောင်းစားကြီးဖြစ်သွားတဲ့ဖိုးထွေးကိုမမိုးတင်တို့ကြောင်ငေးကြည့်နေပြီးအိမ်မော်ကိုနောက်ကနေတက်လိုက်ကြတယ်။ဖိုးထွေးကမျက်ရည်တွေရှိပိုင်းလို့ဦးယာကြီးဟာကျုပ်တို့လာကိုမဆောင်ဘူးဖြစ်မှဖြစ်ရတယ်။လောင်းကစားသမားတယောက်ထွက်နေမြာကိုဘွားကိုကိုအသက်ကိုစရီးရတယ်လို့ဗျာမိုင်းလိုက်တဲ့ဦးယာကြီး ဘုန်းကြီးဝတ်ပြီးဘာတရားတွေများရှာခဲ့တာလို့လေးမလေးကိုချစ်ရမယ်ဆိုတဲ့အတိတ်တိပဲချင့်ကြံခဲ့လေရောသလားဦးရကြီးရဲ့မမိုးတင်တို့ကလည်းဘိုးရင်းဒီလူရကြီးရဲ့နားမှာထိုင်လို့မျက်ရည်ဝဲနေတယ်အဲ့ဒီချိန်အင်္ဂဝဲမှာထိုင်နေတဲ့လူကြီးတွေနဲ့ဖိုးတွေရဲ့အဖရလူကြီးကသူ့ရဲ့သားတော်မှာဖိုးတွေကိုအတန်တိုးနဲ့ဆဲလို့မမိမ့်ပါလားမင်းဘာမလို့ငိုနေတာကြားနေတာပဲမင်းဘာငါဟမင်းဘတွေကမသေးသေးဘူးအိတ်နေတာဒီမှာတော့အနောက်ခန်းပူမှာပေါ့အဲ့ဒါဆိုအဖတို့ကကိုရကြီးရင်လာပြီးဘာလုပ်နေတာလဲမင်းဘတွေကတသတိမဲ့တကယ်ကလုံနေလို့တရားချနေတာ ဒါလောက်အရင်ဆိုရင်နန်းနေတာတတိမထားမိဘူးလားလခွားနေမှာပဲမင်းကောင်ကြီးကလည်းကြောင်တောင်နဲ့သွားအိမ်ပြန်ကြမင်းတို့ဒီကောင်ကိုစောင့်အေးရမယ်ဘိုးတွေကရှက်ရှက်နဲ့အိမ်ပြန်မှုပြင်လေတော့မထားနိုင်ဖြစ်နေတဲ့အတွက်သားရနဲ့မဘိုးတွေကတွဲတူပေးရတယ်အိမ်မောကမစင်းငယ်ရက်မှုပြီးအိမ်ပြောင်းနေတဲ့ရာကြီးကိုကြည့်လို့မဘိုးတွေကတန်တူတူနဲ့ဥရာကြီးတို့များကိုဘိုးတွေပထွေနဲ့သူမိမကိုသူများနဲ့ပေးစားနေတာဘာမှလည်းမသိဘူးအာရွာလူကြီးဟုတ်တယ်ကွာမင်းပြောမှပဲတတိထားမိတယ်ဥရာကြီးကလည်းမင်းရဲ့ဘာကသူ့ကိုမင်းပထွေလို့တခါပြောတိုင်းပြုံးပြုံးကြီးလှုပ်နေတာဘိုးတွေက ။ဒါနကဘုရားရဲ့နန္ဒကပြီးပြောတော့ဘုရားကယာကြီးကိုပြန်လဲကြည့်လိုက်တဲ့အခါယာကြီးကပြုံပြီးနှုတ်ဆက်နေပါတော့တယ်။မဘုရားရင်သာရနဲ့ဘုရားတို့ကယာကြီးရဲ့အိမ်မှာဆောင်းရီရမှာဖြစ်တယ်။သူတို့ကကိုယ့်အိမ်ကိုပြန်ပြီးတော့မှသဖြင့်စားတော့ပြီးတဲ့နောက်ယာကြီးရဲ့အိမ်ကိုတစ်ဖက်ပြန်လဲရောက်ရှိလာပြီးဖြစ်တယ်။အခုအချိန်မှာတော့ယာကြီးကအိမ်မနေတော့ဘူး။ယာလူကြီးတွေကသဲခွဲပြီးမိုက်ဖို့ကြံစည်နေတဲ့ယာကြီးကိုမဘုရားထင်တို့ပြန်ရောက်တဲ့အထိမပြန်သေးပဲနဲ့တရားစကားတွေနဲ့ချောမော်နေတယ်။ယာကြီးမိမတယောက်အတွက်မင်းရဲ့ဘဝကိုရေစုံပြောတော့မလို့လား။ ကျုပ်ဘွားမှာအေးထီးရဆိုလို့လေးတယောက်ထဲနဲ့ပတ်သက်ဘူးတာပါအေးလီတကယ်တော့အပူတွေပါအေးချမ်းတဲ့တရားအဲ့ဒါဆိုရင်ခမရတို့မိမတို့ထားခဲ့ပြီးတော့မှတရားသွားအထုတ်ကြလေကလေးတောင်အကြီးကြီးဖြစ်တဲ့ဒီပေါင်းပြီးမညာမတလာတရားဟောနေသေးတယ်မင်းကတရားသဘောကိုငါတို့တက်နားလေပါလေကွာမိမတယောက်တည်းကိုကိုကိုတက်တည်တယ်ဆိုတာကြားလို့လည်းမကောင်းပါဘူးအပန်900 9ကဘာခံရတတ်တယ်ဟေးလူအပန်900 9ကဘာမပြောနဲ့လေးအသိချင်းတဲ့ကဘာတည်းသိခံရလေကျုပ်ကလေးကဟိုကောင်နဲ့တကယ်ယူသွားရင်ခံဝတ်တယ် ။ရွာထဲကရွာလူကြီးတွေဘာပြောမှမသိဖြစ်နေတယ်။ဘုန်းကြီးလူတွေကိုတရားသဘောပြောတဲ့အခါမိသားမေးရေကင်းပြရလာဖြစ်နေလို့ဘာစကားမှယာကြီးကိုဆက်မပြောဘဲနဲ့ပြန်သွားကြတယ်တဲ့။ရွာကလူကြီးတွေပြန်သွားတဲ့အခါမှာအခြေစိတ်တက်နေတဲ့ယာကြီးကသာရကိုကိုယာကြီးခမရတက်တည်မေတက်တည်မေနဲ့တကယ်ရောတက်တည်ရေလို့လား။မင်းတို့ကငါ့ကိုမယုံဘူးလား။ငါအခုတက်တည်ပြရမလား။နေပါဟိုနေ့ကတကယ်ကျိုးဆွဲချတယ်ဆိုဟုတ်လား။အေးကျိုးဆွဲတော့ချတာပဲ။အခုတော့ခြေောက်နားနေတယ်။ဟာဦးယာကြီးကျိုးဆွဲချတာဘလို့ဖြစ်ပြီးတော့မှခြေောက်ကနားရတာတော့မဘိုးတင်ကအောင်းအောင်းပြီးမေးတော့ယာကြီးကသူ့ရဲ့ခြေောက်ကိုဆမ်းပြီး ငါကျိုးဆွဲကြတာငါရဲ့နဲ့မိသားဆိုလို့ရွာတိကမကြီးပင်ပေါ့ပဲရှိတာလေငါတန်းလန်းကြီးမသိပဲဖြစ်နေမှလည်းကြောက်တယ်အဲ့ဒါကြောင့်လို့မကြီးပင်ကိုကျိုးချီပြီးလက်ပင်ကိုကျိုးခွေဆိုလို့ခုံချလိုက်တာကျိုးကရှင်နေတော့ခြေောက်ကမြေကြီးကိုထောက်ကြတာနားလိုက်တာကွာငါပြန်မထနိုင်ဘူးအဲ့ဒါကြောင့်ခြေောက်ပြန်ကောင်းမှပြန်တက်သေးတော့မယ်တက်သေးမနေပါနဲ့တော့ဗျာဦးရကြီးကိုကျိုးတို့လေးမလေးနဲ့ညောင်းလှုပ်ပေးမယ်ဘလို့လဲကျိုးတို့ခိုင်းနေတိုင်းလှုပ်ပါလားဖိုးရီရဲ့စကားကိုကြားတော့ယာကြီးကမင်းတို့တကယ်ပြောနေကြလားကျိုးတို့ကညာဘူးလို့လားရွာတွေကအလကားလူတွေနဲ့တော့ကွာပါကွာ မိမလူချီလိုတတ်သိမင်းဆိုပြီးအသက်နဲ့ချင်းချောင်းနေတာတော့မှတရားတွေလာဟောနေတယ်။မင်းတို့အောင်ငါ့ကိုဘယ်လိုကူညီမှာလို့ဘယ်လိုကူညီရမှာလို့ခိုးပေးမှာပေါ့ဗျ။မင်းတို့တကယ်ပြောတာနော်။ဟေးလေးလေးကိုကိုကိုလာခိုးဖို့လူစိုးတွေတိုင်းမင်းနေပြီနော်။မောင်ဘိုးတင်တို့ကယာကြီးရဲ့စကားကြောင့်အချင်းချင်းတယောက်ကိုတယောက်ပြန်ကြည့်လိုက်မိကြတယ်။ဘိုးတင်တို့ကယာကြီးကိုမာကြီးနဲ့ပြေးစားဖို့အတွက်ကြိုးစားအောင်ပဲ။ယာကြီးမှပြန်တတ်မသိတော့ဘူးစိတ်ချတဲ့အနေထားပြန်ရောက်နေပြီ။ယာကြီးကအရမ်းမတော့တော့သလိုအလုပ်လည်းပြန်လုပ်နေပြီဖြစ်တယ်။တပတ်ကပကြီးငူမာလေးကိုလာတော့မယ်နေ့မတန်ခင်။ မကြီးနဲ့ယာကြီးညားနေမှာဖြစ်မယ်မလားဒါကြောင့်အကူညီရလို့ရညာမလေးကိုသူမရဲ့နေအိမ်ကိုတာအိမ်နဲ့ပေတူးကိုသွားခေါ်ခိုင်းလိုက်တယ်အခုချိန်မှာတော့မကြီးနဲ့မလေးကသူမရဲ့နေအိမ်ကိုပြန်ရောက်နေပြီသူမရဲ့မိခင်ကြီးကပကြင်ကိုကနွားတရှင်နဲ့တင်တောင်းပြီးမလေးကိုယူရမယ်လို့သိရတဲ့အတွက်အိမ်မှာပြန်နေဖို့လက်ခံလိုက်ကြတာဖြစ်ပါတယ်မကြတော့အချိန်မှာပေတူးနဲ့တာအိမ်ကမလေးကိုခေါ်ပြီးမဘိုးတင်တို့ထိုင်နေတဲ့မကြီးမင်းကြီးကိုလှမ်းလာနေတယ်ဖိုးထေးကပေတူးနဲ့တာအိမ်ရဲ့အနောက်မှာတပတ်ကိုခေါင်းမှာပေါင်းလို့လမ်းလျှောက်နေတဲ့မလေးကိုကြည့်ပြီးမဘိုးတင်ရဲ့ဒါရကိုစကားဆိုတယ် ဘူးတင်မင်းတို့လေးမလေးကိုကြည်စမ်းပါအောင်အသက်က40ကျော်နေပြီသူတော်တော်တော်အရွယ်ချနေပြီဒါကိုငါတို့ကလေးမချင်းနဲ့ကိုရာကြီးကိုအတင်းထိုးပေးစားမယ်ဆိုတော့ငါတို့တရားကိုတရားပါမလားအဲ့လိုတော့မဟုတ်ဘူးဗျကိုရာကြီးကလည်းလေးမချင်းနဲ့မှတတ်လူရွယ်သူဆိုတော့တင်ပါလေအေးကွာဒီလူတွေကလည်းလေးမလေးကိုများပြိုင်လူကြိုက်နေရတယ်လို့ဖာကြီးကြိုက်တယ်လည်းမသိဘူးကိုဘိုးတို့နဲ့ကိုသားကတတိတော်ထားနေ ਉ သူတို့ကနေပိုင်ကဝီတွေနဲ့တောင်မှအဆက်ဆက်ရှိတယ်ဆိုတော့ရင်ဝါတာမဟုတ်ဘူးပြရာစိတွေဘာတွေများခတ်ထားသလားမသိဘူးနော်မောင်ဖိုးတင်ရဲ့စကားတော့မဆုံးသေးဘူးဖိုးတင်ရဲ့သားသားက ကြီးပင်ရဲ့ပင်စီနောက်ဝရသွားကြပြီဖြစ်တယ်။မကြတော့အချိန်မှာပေတူးတူနဲ့အတူလီမာလီရောက်ရှိလာပြီးတော့မှသူမရဲ့ခေါင်းကတစ်ဖက်ကိုဖေးပြီးဖို့တယ်။နေရောင်ကဒီကိုခေါ်ပြီးဘာလုပ်မလို့လဲ။ဟိုနှကောင်ကဖေးပြေးတာလည်းငါမြင်တာနဲ့မပြေးပါဘူး။ချိုးတို့နှစ်ယောက်ကမျက်စိနာနေလို့လီမာလီကိုကူးမှဆိုလို့ဒီဘက်မှာနေနေတာ။အေးနင်းတို့ကလည်းဖြစ်လိုက်အဆမ်းပဲ။ပြောစမ်းပါဘာကိစ္စလဲ။မကြီးကနင်းတို့ခေါ်တယ်ဆိုတာနဲ့မလာရလို့စိတ်ဆိုးနေတယ်။ငါကိုဖေးရလာကိုယ်တွေပဲထင်းနေတာသူက။ချိုးဖို့မလင်းလည်းမေးမယ်ဗျာ။လီမာလီကဘသူ့ကိုယူမှလဲ။ဦးရကြီးလားကိုပကြီးငိုလား။ မဘိုးနေကဆိုင်းမစင်ပုံမစင်အဲ့ဒါလိုမေးလိုက်တော့လေးမလေးကမကြည့်မပင်စီကြီးကိုကြည့်ပြီးစကားတခုကိုဆွေးမိစွာနဲ့ပြောတယ်။တောက်တက်ကြီး။အာလေးမလေးကလေ။ဖာမပြောမှလည်းလို့စိတ်ဝင်စားနားထောင်နေတာ။ဟဲ့မသားလေး။ငါလည်းကောင်းကောင်းပြောမလို့ပဲ။မကြည့်မပောက်သေးကတောက်တက်မြင်တာနဲ့ငါပြောမယ့်စကားပြီးသွားတာ။ခဏလေးငါတခြားနေရာပြောင်းကြည့်လိုက်အောင်ပဲ။အဲ့နောက်မှလေးကဖုံးမနေထားနေတဲ့လဲလန်းကိုကြည့်ပြီးစကားဆိုလိုက်ပြန်တယ်။တကယ်တော့ငါကဘဝနဲ့အချက်မှာတခုခုရွေးရမယ်သူပါ။ငါဘဝအတွက်ပကြီးငူကလိုအပ်တယ်လို့ ငါရဲ့အချို့တဲ့ကိုရာကြီးကလည်းလိုအပ်တယ်အဲ့ဒါဆိုရင်ဦးရာကြီးကိုပဲယူလိုက်ပါလားသူကလေးမလေးကိုအတော်ချစ်တာဟဲ့ဘူးတည်းယူလို့ဖြစ်မလားသူကဘုန်းကြီးလူတွေတက်ပင်ခုတ်တာတော့မှအဖျားကိုတက်ခုတ်တဲ့လူစားမျိုးပြီးတော့မိကလည်းပြောတယ်ရာကြီးကိုယူရင်အင်းကြီးတော်မှမနေနဲ့တဲ့အမကြီးကလည်းအတူတူပဲကိုပကြီးငိုကြီးကယူတာဆိုတာလေလေးမလေးရေရှည်ပြတ်ပါမလားဩမင်းကူတာတော့ပပဝရီနဲ့ညားသေးတာပဲငါကပပဝရီမဟုတ်တယ်လို့သူကလည်းမင်းကူတာမဟုတ်ပါဘူးငါတို့နှစ်ယောက်ညားမှာထူးဆန်းတာလည်းမဟုတ်ပါဘူးငါကတော့ငါပေါ်ကောင်းတဲ့ပကြီးငိုကိုပဲယူလိုက်တယ် ကိုရာကြီးငါ့ကိုခွင့်လွန်ပါပါလီမာလေးကမဟုတ်သေးပါဘူးအဲ့ဒါဆိုရင်ဘာလို့ဦးရာကြီးကိုပြန်ကြိုက်တာလဲကိုရာကြီးကလူလေသူ့ကိုအဖြေပြန်မပေးရင်ကျိုးဆွဲချမယ်ဆိုပြီးရွာတိတ်ကမကြီးပင်ကိုကျိုးတချောင်းနဲ့သွားသွားနေလို့ငါအမှုပမာဆိုလို့အဖြေပေးလိုက်မိတာတပြည့်ပြည့်နဲ့တကယ်တန်ရုံးစင်ရှိသွားတာပေါ့အကောင်လေးတွေငါလည်းငါအသက်ရွယ်ကြီးနဲ့နေတို့ဘာတွေပြောပြနေပြီပါလေအဲ့ဒါဆိုရင်လီမာလေးကကိုပကြီးငုံနဲ့ယူမှာပေါ့နော်ဘဝပေးအချိန်ကြီးရမလွဲတာတော့လေကိုရာနဲ့ခွဲခွာရတော့မှာပေါ့ဟဲ့ န်လေးကပြပြဆိုဆိုမျက်ရည်တွေဝဲလာတော့မကြည့်ပြင်အခွဲကဖိုးတင်းနဲ့တာတာထွက်လာတယ်။ဖိုးတင်းကသူ့ရဲ့ချမ်းသာကိုအားပြုလို့ရက်လိုက်ရင်လေးမလေးမင်္ဂလာဆောင်ဖဲဝမ်းထဲမှာလာ။ဟာထည့်ချင်တာပေါ့။ငါအမိနဲ့နင်းပါအောင်သွားပြောသေးတယ်။ကျမမင်္ဂလာဆောင်လေးထူးထူးဆန်းဆန်းဖြစ်အောင်ဖဲဝမ်းလေးထည့်ပြရစီဆိုတာနင်းပါရှိဦးဆွေကြီးကနင်းမသားချမထည့်ရမယ်ဆိုပြီးဒုတ်ဆွဲလိုက်လို့ငါတို့ညီမနှစ်ယောက်ပြေးလိုက်ရတယ်။ဖိုးတင်းမျက်လုံးပြီးသွားတယ်။သူကစားနောက်ပြီးပြောလိုက်ခြင်းကိုသူတို့ကတကယ်ကောင်းတဲ့ဖော်ဖို့တော်မှကြံပြီးဖြစ်တယ်။ဒီအတွက်ကြောင့်ဖိုးတို့ရဲ့စိတ်ထဲမှာ ဖခင်ကိုအတွက်မျက်ရည်ကြိုကြပေးထားခြင်းမိတယ်။မဘိုးရီယန်စိတ်ထဲမှာတော့ယာကြီးကဘိုးဗလန်တကောင်လိုဖြစ်နေပြီလို့တွေးနေမိတယ်။သူကမိကိုတို့ဖို့ကြိုးစားနေတယ်။ဒါပေမဲ့မိဖြစ်တဲ့မလီကဘိုးဗလန်ကြီးယာကြီးကိုတို့မခံမနဲ့ဖခင်ကိုကိုယ်သာတို့ခံမှာဖြစ်တော့စိတ်မကောင်းဖြစ်ုံကလွဲလို့တခြားမတတ်နိုင်လို့မကြီးနဲ့ယာကြီးကိုပေးစားမယ့်အစီအစဉ်ကိုမလီကိုပြောပြလိုက်တဲ့အခါမျက်လုံးအဝိုင်းသားနဲ့နားထောင်ပြီးငါဘယ်လိုပြောရမလဲ။တစ်ဘက်ကငါအမတစ်ဘက်ကငါအချစ်။ဘာဖြစ်ဖြစ်ပါလိခိုးရကူငါအမနဲ့ဆိုရင်စိတ်ချပါတယ်။နင်းတို့သဘောပါ။ ဲ့ဒါဆိုရင်ကျုပ်တို့စီစဉ်လိုက်တော့မယ်နော်လေးမလေးအတော်ကိုရှုပ်တာပဲဗျာငါကရှုပ်တာမဟုတ်ပါဘူးခေခေငါသွားတော့မယ်တန်းတန်းမမတ်လေအိမ်ပြန်အောင်အေးပါငေါ့ခလေးများမှတ်နေလားခလေးကလဲတာခွေးတာလောက်ပဲလေးမလေးတို့အိမ်မပြန်အနေဆုံးနွားတရှင်ပြုတ်တယ်မလားတားရပြောစကားကြောင့်မလေးကမဘိုးတင်တို့ကိုမျက်စောင်းလို့ကြည့်ပြီးကြောက်ခိုင်ထွက်ခွာသွားပါတော့တယ်မဘိုးတင်တို့ကနောက်တစ်ရက်ကြာမှတော့ယာကြီးကိုမကြီးနဲ့ခုပြေခိုင်းမှုကြံစီထားတယ်နေဖို့ထိုင်မှုနဲ့စားရည်တော်ရေးပါကုန်စီစီပေးမှဖြစ်တော့ဒီယာတွေကိုပန်ပိုးပေးမဲ့သူကပကြီးမှုဖြစ်တယ် ။ဗကြီးငိုကမဘိုးတင်ကိုအဲ့ဒီကိစ္စလာပြောတာနဲ့အာယာဝန်သာထားကုန်ပြီးကောင်းလိုက်တဲ့အကျင်မင်းတို့ကောင်တွေကဖျားပေးထားတဲ့ရွှေညာရှင်ဒီပဲ။အဲ့ဒါတို့တော့ကြံထားတာပဲ။ဒါပေမဲ့နေရေးထိုင်ရင်းနဲ့စားရေးတောင်ကြီးကရပြီငါသဘောပေါက်ပြီ။အဲ့ဒီနှစ်ယောက်ညာတာညာပါစေလူလာကုန်ငါတောင်းဝန်ယူတယ်။နောက်ဆုံးကငါလေဒီတောင်ရောင်းပြီးကိုညီပြစ်လိုက်မယ်။အဲ့လောက်တော့မကုန်ပါဘူးဗျာ။အဲ့ဒါဆိုရင်ကျုပ်တို့အကျင်အကောင့်ထဲပို့လိုက်တော့မယ်နော်။ပို့လိုက်တော့ကွာ။ငါကယာကြီးဆိုတဲ့လူကြီးအခုလိုရှိနေမှာဆိုရင်နေတာ။အခုတော့ငါစိတ်အေးရတော့မယ်။မင်းတို့ဂျေဆုမမေ့ပါဘူးကွာ။ ရပါတယ်ဗျာအဲ့ဒါဆိုနေဖို့ထိုင်ဖို့နေရာကျိုးတွေကိုစီစဉ်ပေးထားပြီးတော့ဒီစိတ်ချငါးကောင်တွေဒီလိုနဲ့မလေးနဲ့ပကြီးငိုးတို့မင်္ဂလာဆောင်ဖို့အတွက်အနောက်ဆက်ဖြစ်နေတဲ့ယာကြီးကိုအပြိုကြီးမှတ်ချင်းနဲ့ပေးစားဖို့အတွက်မဘိုးတင်တို့တိုင်ပင်နေကြပါတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့အီမြတာပါပဲဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့အောက်လန်ဘိုးတင်နဲ့မလေးအရှုတော်ပေါ်တက်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးပါဦးဘေးနားမှာရှိတဲ့ notification လုံးလည်းနေပေးထားပါအောင်ခင်ဗျနားဆင်ပေးသူပရိသတ်များအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်